မင်္ဂလာပါဒေါက်တာထွန်းမြတ်ဝင်ပါသေဝပညာ channel ကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတော့เนาะကျွန်တော်ခန္ဓာကိုယ်မှာအရေးကြီးတဲ့အင်္ဂါတစ်ခုဖြစ်တဲ့ကြောက်ကပ်ပေါ့เนาะကြောက်ကပ်နဲ့ပတ်သက်တဲ့ဒီအကြောင်းလေးပေါ့เนาะအကြောင်းတော့ပါလို့ကြောက်ကပ်နဲ့ပတ်သက်ဒီအစားတောက်ပေါ့เนาะဆိုတော့ကြောက်ကပ်အတိအကျပြောမှတော့ကြောက်ကပ်ကျန်းမာရေးကိုအထူးသဖြင့်မြင့်နေပေးနိုင်တဲ့ဒီအစားအစာ၅မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်เนาะကြောက်ကပ်ကျွန်တော်တို့မရှိဖြစ်လောဝတ်တဲ့အင်္ဂါရဲ့တစ်ခုဖြစ်ပါတယ်ကြောက်ကပ်မကောင်းလို့ဆိုရင်တော့သွားပြီပေါ့เนาะကြောက်ကပ် မကြမ်းမအောင်ကြောက်ကမကောင်းဆိုရင်ကျွန်တော်နောက်ဆုံးကြောက်ကအစားထုတ်လို့ရတယ်။ဒါမှကြောက်ကအစားထုတ်ရဆိုတာလည်းပတ်စံအများကြီးကုန်တာဖြစ်တဲ့အတွက်ကျွန်တော်ပတ်စံရှိတဲ့ချမ်းသာမှာပဲကျွန်တော်ဒီအစားထုတ်လို့ရနိုင်မှာဖြစ်ပါတယ်။ဒါတော့မှကျွန်တော်စားထုတ်ပြီးအစားထုတ်ပြီးတော့ဆိုတာတော့မှကျွန်တော်ဒီရာငယ်တို့ပြပြန်ကောင်းပေါ့မသေးကြပါဘူးနော်။ပြန်ပြန်မကောင်းတာမျိုးလည်းရှိတတ်ပါတယ်အဲ့ခါကျတော့အကောင်းဆုံးနိလာကျွန်တော်ဒီကြောက်ကမှာယောဂတွေမရအောင်เนาะကြောက်ကအားကောင်းအောင်เนาะဒီလှုပ်လှုပ်ဆောင်မှုလိုအပ်ပါတယ်เนาะဒါအရင်ရေးကြည့်ပါတယ်เนาะဒီရက်ကကျွန်တော်ကြောက်ကကို အဓိကမထိခိုက်အောင်လုပ်ရမယ်။ဒါအပြင်ကျွန်တော်ပါကြောက်ကတ်ကိုကောင်းမွန်အောင်ကြောက်ကတ်ကိုကြောက်ကတ်စွမ်းပြည့်အောင်လုပ်ရမယ်အချက်လေးတွေရှိပါတယ်နော်။ဒီကြောင့်ဗီဒီယိုထဲမှာကျွန်တော်ကြောက်ကတ်ကိုကောင်းမွန်အောင်နော်ကျွန်တော်ကြောက်ကတ်ကျမ်းမာလာအောင်နော်စွမ်းအားတွေပြည့်လာအောင်စားတော့မယ်နော်။ဒီကြောက်ကတ်ကျမ်းမာအောင်လုပ်ပေးနိုင်တဲ့အစားအသောက်၅မျိုးကျောင်းကိုပြပြပေးမှာဖြစ်ပါတယ်နော်။ဆိုတော့ဒီအစားအသောက်၅မျိုးကကျွန်တော်ဒီအလွယ်တကူရနေတဲ့အစားအသောက်တွေဖြစ်ပါတယ်နော်။အများစုနဲ့လည်းမစိမ်းပါဘူးတည်တဲ့အစားအသောက်တွေဖြစ်ပါတယ်။ဒါပေမဲ့ဒီထဲမှာတည်တည်ကြကြတည်သွားအောင်ဘယ်လိုစားတော့မလဲဆိုတာကိုပြပြပေးသားမှာဖြစ်ပါတယ်။ ်ပထမဆုံးကျွန်တော်ပါလို့ဆိုတော့ဖရဲသီးနော်ဝါတာမဲလွန်ဖရဲသီးဖရဲသီးလူတန်းတည်တယ်နော်လူတန်းနဲ့စားဖို့ကြဒါပေမဲ့အဲ့ဒီဖရဲသီးကကျွန်ရေတက်က90ရာခိုင်နှုန်းကျော်ကျော်လောက်ပါတယ်နော်ရေတက်အများကြီးပါတဲ့ခါကျတော့ဖရဲသီးစားလိုက်မယ်ဆိုရင်ကျွန်တော်တို့ကစီးမြများသွားတယ်စီးမြများသွားခါကျကြောက်ကန်မှာရှိတယ်မလို့အပ်တဲ့နော် waste တွေနော်မလို့အပ်တဲ့အညစ်အကြေးတွေအစိတ်တောက်တွေကိုသူကသေးကြောပေးပါတယ်နော်ပြီးတော့ပြည်သီးတော်မှာပုဒ်စီယံကအများကြီးပါတဲ့ခါကြတော့နော်ကြောက်ကတ်တို့ကသူကတဘာဝဆေးတစ်မျိုးလိုလေ ဖြစ်နေပါတယ်เนาะဒါကြောင့်ကျွန်တော်တို့ကဘာဖြဲသီးကိုစားလို့ရတယ်ပေါ့ဗျာဒါပေမဲ့သီးချိုရှိတဲ့လူတွေကတော့เนาะအလွန်ကျွန်စားလို့မရပါဘူးเนาะတော့ဘယ်လိုစားမလဲဆိုတော့ဒီနေ့ကိုကျွန်တော်နှစ်ချမ်းသုံးချမ်းစားလို့ရပါတယ်เนาะအဲ့တပိုးစားလည်းရပါတယ်ဖြဲသီးဖြိုအိမ်နေလည်းတောက်လို့ရပါတယ်အမှန်တပိုင်းမှာစားမယ်ဆိုရင်တော့ပို့ပြီးတော့အာနိသင်ကောင်းမွန်တယ်လို့ပြောပါတယ်ဒါပေမဲ့နေ့လည်းပဲညပိုင်းလည်းစားမယ်ဆိုရင်လည်းအဆင်ပြေပါတယ်เนาะအဲ့တော့နံပါတ်1အစားအစာကြောက်ကောက်ကောင်းမွန်တဲ့နံပါတ်1အစားအစာတစ်မျိုးဖြစ်ပါတယ်เนาะနောက်တစ်မျိုးကကြာကျွန်တော်ကြက်သွင်ပြူကားလေเนาะကြက်သွင်ပြူလူတိုင်းသိတယ်เนาะ အဲမြန်မာလူမျိုးတွေအတွက်ကကြက်တုံမျိုးရတာလူတိုင်းသိတယ်နော်အော်ဒီလူတိုင်းစားဘူးတယ်နော်ဟင်းဟင်းချက်တဲ့နေရာမှာလည်းအသုံးပြုတယ်နော်ကြက်တုံမျိုးထဲမှာသူရကောင်းမွန်တဲ့ချက်တွေအများကြီးရှိပါတယ်ဒါတော့သိပြီးတော့သတိမထားမိကြဘူးပေါ့နော်ဆိုတော့လဘတုတ်သားလည်းကျွန်တော်ကြက်တုံမျိုးတွေနဲ့စားကြတယ်အရင်ကောင်းပါတယ်။ဘာကြောင့်ကောင်းလဲဆိုတော့ကြက်တုံမျိုးတွေမှာကျွန်တော်ဒီ excellent လို့ခေါ်တဲ့ dropbound ရှိတယ်။အဲ့ဒီ dropbound ကကျွန်တော်သွေးပောင်ချိန်ကိုထိန်းကြည့်ပေးတယ်။သွေးသူသွေးတို့သမားတွေတို့အရင်ကောင်းတာပေါ့နော်တင့်တော်တာပေါ့။ပြီးတော့အဲကြောက်ကသွေးကြောတွေလည်းသူကကာဝယ်ပေးတာပေါ့နော်။ဆိုတော့ ရကွက်သူကြော်တွေကျွန်တော်အစီအစုပြီးမပြစည်းလာအောင်စသဖြင့်နော်ကျမ်းမာလအောင်ကာဝယ်ပေးတဲ့နေရာမှာအသုံးပြုပါတယ်ပြီးတော့ကျွန်တော်ခန္ဓာကိုယ်ရဲ့ကိုအဒုက္ခရောက်စေတဲ့ဘက်တီးရီးယားတွေမှုပိုးတွေလို့တိုက်ဖြတ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်ဘယ်လိုစားမလဲဆိုတော့ကျွန်တော်တိုးတိုးမြှို့နေတဲ့နှစ်မွာသုံးမွာလောက်ကြိတ်ရှည်ပြီးတော့ဟင်းကျူတဲ့ထည့်စားခြင်းနဲ့စားဒီကအစိမ့်လိုက်ကွာစားလိုက်ရပါတယ်ပြီးတော့ကျွန်တော်ပြားရည်နဲ့ယောပြီးတော့မှ နော်မနက်ပိုင်းမှာလက်ဖက်ရည်စုံတစုံလဲစားလို့ရပါတယ်ချိုးကြတော့လည်းဒီပြားရည်တဲ့မှာကျက်သမီးစိန်ပြီးတော့စားမယ်ဆိုရင်လည်းစားလို့ရပါတယ်နော်အဲ့လိုစားမယ်ဆိုရင်ကျွန်တော်ကျမ်းမာရည်အတွက်ကြောက်ကက်ကျမ်းမာရည်အတွက်အလွန်ကောင်းပါတယ်တပြင်တခြားခံတော်ကိုကျမ်းမာရည်အတွက်လည်းအများကြီးအထောက်အကူပြုတာဖြစ်ပါတယ်တတိယအစားအသောက်တမျိုးကငါးကြီးစီဖြစ်ပါတယ်နော်ငါးကြီးစီလည်းလူတိုင်းသိပါတယ်နော် omega 3 fatty acid ဖြစ်ပါတယ်နော်ဒီ ငါးကြီးတွေကိုဘယ်ရရတယ်လို့ကျွန်တော်ဒီငါးတွေအပြင်ငါးတွေကနေအများဆုံးရပါအထူးသဖြင့်ရပါတယ်ဆယ်မွန်ငါးတွေရှိတယ်မက်ကရင်ငါးတွေရှိတယ်နော်ဆိုတော့အဲဒီဆယ်မွန်ငါးတို့မက်ကရင်ငါးကတော့နည်းနည်းတော့အဲဈေးကြီးတွေထဲမှာပါတယ်နော်တင်ကြသီးတွေကလည်းရပါတယ်နော်ဆိုတော့ဒီအဲအဲ့ကနေအဲ့ဒီမှာရတယ်ဒီ omega 3ငါးကြီးစီကကျွန်တော်ကြောက်ကရောင်ရမ်းမှုကိုကျော့ကျော့ကြစေပါတယ်တို့တော့ဒီငါးတွေမစားနိုင်ဆိုတော့ကျွန်တော် omega 3 fatty acid ပါတယ်ငါးကြီးစီကိုတောက်မယ်ဆိုရင်လည်းရပါတယ်နော်အဲ့တော့ ကြောက်ကဲဆဲတို့သူကပြန်ပြီးတော့ပြုပြင်ပေးတာဖြစ်ပါတယ်เนาะကျွန်တော်တပတ်ကို၅ကြိမ်ဒီ၂ကြိမ်ကနေ၃ကြိမ်စားလို့ရတယ်เนาะအဲ့လိုမစားနိုင်ဆိုလဲကျွန်တော်ဒီအာ omega 3ပေါ့ omega 3ကျွန်တော်တို့ဖြည့်ဆက်စာအနေနဲ့တောက်မယ်ဆိုရင်တောက်လို့ရပါတယ်နောက်တစ်ခုကသခွားသီးကီကမ်ပါเนาะသခွားသီးကလည်းကျွန်တော်ရေတက်တယ်အများကြီးပါတယ်95ရာခိုင်နှုန်းလောက်ပါတယ်เนาะဒါရက်ကကျွန်တော်သခွားသီးစားပြီးွားရင်စီမီများသွားတယ်အဲ့ဒီခါမှာကြောက်ကဲမှာရှိတယ်เนาะမလိုလားအပ်တဲ့ဓာတ်စားတွေ เนาะสุบုံတော့သူကာဝယ်ပေးပါတယ်တစအများကျွန်တော်သွေးလို့နိုင်တာအောင်เนาะသူတို့ကကာဝယ်ပေးတယ်ပြီးတော့စီလန်ကြောင့်တော့မှာအဘဒီဒီယာပိုးမွားတွေပောက်ဖွာတာကိုလည်းကျွန်တော်ဆေးချသလိုဖြစ်တဲ့အတွက်ကျွန်တော်ဒီတာစီပေးပါတယ်ခန္ဓာကိုယ်เนาะကြောက်ကနဲ့ခန္ဓာကိုယ်ကျန်းမာစေပါတယ်ဟုတ်တော့သကွားသီးကတော့အစင်ပြေလို့စားလို့ရတယ်အစင်စားတာပဲเนาะဒီတိုင်းစားခြင်းနဲ့စားလို့ရတယ်ဖြော်ရည်ဖြော်တော့မယ်ဆိုလည်းတောက်လို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော်ဒီအငပိနဲ့တိုးစားမယ်ဆိုစားလို့ရပါတယ်အစင်ပြေသလိုစားလို့ရပါတယ်အဲ့တော့ခုကဘန်ကောက်ပြည်သင်ဘရိုကိုလီဖြစ်တယ်เนาะဈေးထဲမှာလည်းအလွယ်တကူဝယ်လို့ရပါတယ်เนาะเนาะဒါတော့အမြင်တက်တွေပါတယ် ပြီးတော့ဗီတာမင် C တွေလည်းအများကြီးပါတယ်အဲ့ဒီကကျွန်တော်တို့ကြောက်ကဲကျန်းမာရေးကိုအများကြီးအထောက်အကူပြုပေးတယ်နောက်ခန္ဓာကိုယ်မှာရှိတဲ့စိတ်တောက်တွေကိုလည်းတဘာအတိုင်းသူကဖယ်ရှားပေးပါတယ်နော်သူတော့ရင်းနှီးလေးဖြောပြီးတော့မှငါမတကန်ပြုတ်ပြီးတော့တန်ရင်စီလေးနဲ့ကြော်စားဒါမှမဟုတ်လည်းအဆင်ပြေတဲ့အစီတစ်ခုနဲ့ပေါ့နော်နည်းနည်းကောင်းတဲ့အစီတစ်ခုနဲ့ကြော်စားမယ်ဆိုရင်ကျွန်တော်တို့ကြောက်ကဲအတွက်အများကြီးအထောက်အကူပြုတာဖြစ်ပါတယ်ကြောက်ကဲကျန်းမာရေးအထောက်အကူပြုတာဖြစ်ပါတယ်အာစားတဲ့ငါမျိုးပြီးသွားပြီ။ဒါပြင်တခြားလိုရမယ့်ချက်လေးတွေလည်းရှိတယ်။ဘာလို့ရမလဲကျွန်တော်ရင်းမြတ်တတ်ဖို့လိုတဲ့ကြောက်ကကြားမှာပဲအတွက်နော်။ ဒီလိုတနေ့ကိုဖန်ကွက်၈ခွက်၁၀ခွက်ပေါ့လေ၂လီတာလောက်အနည်းဆုံးတောက်ဖို့တော့လိုအပ်ပါတယ်နော်ရွှေမြမြထွက်တယ်နေပွေတယ်ဆိုတော့ရွှေမြမြထွက်တယ်ဆိုရင်တော့ရေဦးဒီထက်ပိုတောက်လို့ရပါတယ်ပြီးတော့ငန်ဓာတ်များတဲ့အစားအစာတွေနောက်ပြီးတော့ဒီ ready made အစားအစာတွေပေါ့နော် reserve food လို့ခေါ်တယ်ပြည်ပထားတဲ့အစားအစာတွေပြီးတော့အချိုးတဲ့အရန်လွန်ကဲတဲ့အစားအစာတွေတော့ရှောင်သင့်ပါတယ်ပြီးတော့ပုံမှန်လမ်းလျှောက်ပါပေါ့နော်၄ကျင်းကလုံးမယ်ဆိုရင်ဒီဘက်ကို၃လေးကျင်းလာလမ်းလျှောက်မယ်ဆိုရင်တော့ကြောက်ကြဲကျမ်းမာရေကိုသူကအများကြီးအထောက်အကူပြုမှာပဲဖြစ်ပါတယ်ဒါတော့ အဲဒါတွေကကျွန်တော်ကပြောခဲ့တဲ့ဒီကျမ်းပါတဲ့အချက်တွေပေါ့နော်တအားလို့ကျွန်တော်ဒီမာလဲဆိုတော့ကြောက်ကယောဂရဲ့လက္ခဏာတွေဖြစ်တဲ့စီးနေလာတာခြေထောက်တွေရောင်လာတာအမိမသာဖြစ်တယ်ဆိုရင်တော့ဒါကတော့ဒီဆရာဝန်နဲ့ချင်းချင်းပြဖို့လိုတယ်ဒီအစားတောင်းနဲ့မရဘူးပေါ့နော်ဒါတော့ကြောက်ကယောဂအကြောင်းပြောတာဖြစ်တယ်နော်အဲ့တော့ကအာကြောက်ကကျမ်းပါတဲ့ဘုရားကျွန်တော်ဒီအစားတောင်း၅မျိုးကိုပုံမှန်စားပြီးမယ်ဆိုရင်နော် ငါမျိုးမစားနိုင်တော့မှအဆင်ပြေလို့စား2မျိုး3မျိုးလောက်အဆင်ပြေလို့ပုံမှန်စားရမယ်ဆိုရင်ကျွန်တော်ကြောက်ကကြမ်းမာရုပ်အများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်နော်ကြောက်ကကြမ်းမာလို့ဆိုရင်လူလည်းကြမ်းမာတာဖြစ်ပါတယ်နော်အဲ့တော့မေးခွန်းမေးမြန်းချင်တဲ့ရှင်တို့ကွန်မန့်မှာမေးခဲလို့ရပါတယ်နောက်ထပ်လေးဗီဒီယိုအစ်စ်များကိုတင်ပေးသွားဖို့ရှိပါတယ်